ကျွန်တော်တို့နေထိုင်ရာအရက်ဒေသတွင်တဲ့ဘာသာခြား80ရာခိုင်နှုန်းနေထိုင်တဲ့ရွာတရာရှိပါတယ်ဆရာတဲ့ထိုရွာနီရှိဟောင်းထုံးတင်ကန်းငယ်သူကဖြက်စီးမခံရတော့လဲပြုပြင်မှုအလွန်နေပြီးဖြက်စီးမှုကိုဥတည်နေပါတယ်တဲ့ထိုစီဒီကို ဖြက်၍မူလနေရာမှာပဲအစ်စ်ပြုလုပ်တင်ပါသလားဆရာတဲ့ ကျွန်တော်တို့နေထိုင်ရာအရက်ဒေသတွင်တဲ့ဘာသာခြား80ရာခိုင်နှုန်းနေထိုင်တဲ့ရွာတရာရှိပါတယ်ဆရာတဲ့ထိုရွာနီရှိဟောင်းထုံးတင်ကန်းငယ်တစုကဖြက်စည်းမခံရတော့လဲပြုပြင်မှုအလွန်နေပြီးဖြက်စည်းမှုကိုဥတည်နေပါတယ်တဲ့ထိုစီဒီကို ဖြက်၍မူလနေရာမှာပဲအစ်စ်ပြုလုပ်တင်ပါသလားဆရာတဲ့ ဗုဒ္ဓဘာသာများရှိရာနေရာတို့ဇီရီတော်အားရွှေ့ပြောင်းတည်တည်မှာသလားဆရာတဲ့ဝိဝါဒဖြစ်နေရပါတယ်တဲ့အဖြစ်ဖြစ်မှာလဲအလွန်ဆိုးရိမ်ပါတယ်တဲ့ဆရာတတ်နိုင်သမျှအကြံပြုဖိကြားပေးစီလိုပါတယ်တဲ့ဆရာအကောင့်နာမည်မိုးမြင့်ဆိုတဲ့အကောင့်ကိုမေးထားတာပါဆရာဒီကနိကေအထာဂရမှာရှိတယ်အဲ့ဒါဘာလဲလို့ဆိုတော့မြတ်စွာဘုရားရှင်တို့မြည်သည်ဆံပြူခြင်းတွားကြိုခြင်းလာခါကင်ခြင်းနားထိုင်ခြင်းဆိုတဲ့ဇရာရဲ့ဖိစီးမှုဒဏ်ကိုခံပြီးတော့အဲ့ဒါလိုယူရင်းပြည့်စည်နေတဲ့เนาะဟိုတရိယခန္ဓာကိုယ်နဲ့ပေါ့နော် အဲ့လိုမျိုးဖြစ်အောင်မနေဘူးဘုရားရှင်နိုင်ရမနေတဲ့အတွက်မြတ်စွာဘုရားရှင်နိုင်မြတ်စွာဘုရားရှင်နိုင်ဟာဟိုသူတို့ရဲ့သက်တမ်းရှိတယ်နော်အာယုကလို့ခေါ်တာပေါ့အဲ့ဒီသက်တမ်းဝင်ကြည့်ပြီးတော့ငါးပုံပုံပြီးတော့ပစ္စမအပုံမရောက်ခင်၄ပုံအစုပေါ့ပြောရင်တော့သက်တမ်းရဲ့၅ပုံ၄ပုံပေါ့သက်တမ်းတရာတမ်းမှဆိုရင်80တသိန်းတမ်းမှဆိုရင်သက်တမ်း8000ပေါ့၅ပုံ၄ပုံမှာမြတ်စွာဘုရားရှင်နိုင်ရဟာပြိဋိဘံပြုကြတယ်အဲ့ဒါကိုအေဝံဗုဒ္ဓတဓမ္မတာလို့ခေါ်တယ်ဘုရားရှင်တို့ရဲ့ဓမ္မတာပဲနော် အဲ့လိုမျိုးရှိကြပေါ့အဲ့ဒီအထာဂရာရဲ့အဆိုကိုထောက်ရှုပြီးတော့မြတ်စွာဘုရားရှင်တို့ကိုရည်စူးပြီးတော့တိချကိုးကွယ်တဲ့ဇီတိရုပ်ဝါဆင်းတုတော်တွေပေါ့အဲ့ဒီဆင်းတုတော်တွေကအိုမင်းလာပြီးဟောင်းနှွမ်းလာပြီးပြည့်စည်လာပြီးချီညိုဝယ်မဖြစ်တော့ဘူးဆိုရင်ဘာဖြစ်မလဲဖျက်ချိပလိုက်ဖျက်ပလိုက်အစ်စ်ပြန်တယ်လိုက်အဲ့ဒါအပြစ်မဖြစ်ဘူးเนาะသူတို့ကြောက်နေတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးအပြစ်မဖြစ်ဘူးเนาะဟိုဇီဒီကိုဖျက်တယ်ဆိုတာကောင်းမွန်တဲ့စေရနာနဲ့ဖြစ်တာခုနကမြတ်စွာဘုရားရှင်ဟို ဟိုဟာပေါ့တရားရဲ့ပြည်စည်းမှုကိုမယူသလိုပေါ့နော်ထာတာရဲ့အဲနံပါတ်1ပေါ့နော်နောက်နံပါတ်2ကျွန်တော်ပြောမယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါကြတော့အင်္ဂုတ္တထာတာပေါ့ဧကနိဗ္ဗာန်မှာပါတယ်အဲ့ဒါဘာပြောလဲဆိုတော့မြတ်စွာဘုရားရှင်ကတတ်တော်ထင်ကြရှိစဉ်မှာငါဘုရားပြိနိဗ္ဗာန်ပြုပြီးစီနောက်ပေါ့နော်ဟိုကာလဆုတ်လာစီရှိတော့တဲ့ငါဘုရားရဲ့တတိယဓာတ်တော်တွေကိုကိုယ်ွယ်ကြည်ညိုသူမရှိသူအရက်ဒေသမှာကိုယ်ွယ်ကြည်ညိုသူအရက်ဒေသသူတွားရောက်ပြီးအပူဇော်ခံစေသတည်းဆိုပြီးတော့ဒိဋ္ဌံပြုတယ်စိတ်နဲ့ဒိဋ္ဌံပြုတယ်အဲ့ဒါက ်အင်္ဂုတ္တထာဂရမှာပါတယ်ဧကနိပတ်မှာအဲ့ဒီရဲ့အထာဂရရဲ့အဆိုရဆိုရင်လည်းမြတ်စွာဘုရားရှင်ရဲ့ဇေတိတော်တွေကိုရုပ်ဘွားဆင်းသူတော်တွေထုလုပ်ပူဇော်ကြတယ်ပူဇော်ကြတဲ့အခါမှာအဲ့ဒီရှိရာအရတ္တိဇာမှာကြီးညိုသူမရှိတော့ဘူးခုနကသူ့မိကုန်းထဲမှာပါတယ်80%ဆို80%ရာခိုင်နှုန်းက ဘာသာဟိုဟာဗုဒ္ဓဘာသာမဟုတ်ဘူးပြုပြင်မှုလည်းမရှိတော့ဘူးပျက်စီးဖို့ဥတည်နေတယ်ပြောတယ်အဲ့လိုမရှိတော့ဘူးဆိုရင်ခုနအထာဂရာရချစ်ကြည်ညိုသူတွေရှိသူတွေဘက်ကိုတွားရောက်ပြီးတော့အပူဇော်ခံစေသတိဆိုရင်ဒီဈေးဒီကိုဖျက်ဆီးပြီးတော့ထပ်ပနာကိုယူပြီးတော့ဒီဘက်နေရာအဲ့ကြည်ညိုပူဇော်သူဘက်မှာတွားပြီးတော့ပြုလုပ်ရင်လည်းပဲဟိုအကုသိုလ်မဖြစ်ဘူးเนาะစာပေနဲ့ညင်ညွတ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြန်ဖြေချလို့ရတယ်အဲ့ဒါကလောကမှာကျွန်တော်ဒီလိုရှိတယ်ဗျဆရာနီးလဲကြကြစာနီးလဲရရဆိုတော့ကျွန်တော်ခဏခဏပြောတယ်ခင်းနဲ့လဲရှင်ပဲ့တင်လဲထက် အဲ့တော့ဆရာနီးလဲကြကြစာနီးလဲရရဆိုတာဒါပဲဘုရားရှင်တို့ရဲ့စိတ်အဋ္ဌာန်ရတာဘုရားရှင်ကဆရာပဲကျွန်တော်တို့ရဲ့သတ္ထာဒီဝမနုဿနံခေါ်တယ်သတ္ထာဆိုတာဆရာဒီဝမနုဿနံနဲ့လူတွေရဲ့ဆရာဆရာနီးကြကြကိုပြောတာနောက်ပြီးတော့စာနီးရရဆိုတာခုနပြောတဲ့ဟိုဟောနော်အင်္ဂုတ္တဒါတာဒီကနိကတအစရှိစီပြင်ပေါ့နော်ဒီမှာလည်းပဲကျွန်တော်တို့ပြောပြီးခင်းနေလဲရှင်ပဲတင်လဲထက်ဆိုတာကအခုဒီခင်းမှာအခုဖြစ်နေတဲ့ကိစ္စနော်ဘုရားရှင်လက်ထက်သက်တော်တင်ရရှိစင်ရမဟုတ်အဲ့တော့ခင်းနေလဲရှင်ပဲတင်လဲထက်ဆိုတာပဲတင်ထက်တယ်ဆိုတာဒီကနေပြီးတော့ ဟေးလို့ online ရင်ဟိုဘက်မှာဟေးပဲထွက်သွားမှာဟားဒီဘက်ကြီးထွက်လို့မရတစ်ဆိုရင်တစ်ပဲထွက်သွားမှာဒါပက်တင်ထက်တဲ့သဘောမူရင်းမပြည့်အောင်အဲ့တော့ခုနကဆရာနီးကြကြဟာကိုကျွန်တော်တို့ဘာလုပ်မလဲဒီဘက်မှာစာနီးရရနဲ့ခင်းနဲ့လဲရှင်ဆိုရင်အဲ့ဒီဈေးကြီးတော့ရှိတဲ့နေရာမှာဒေသအန္တရာယ်ဖွဲ့စည်းရရှိတယ်เนาะနံပါတ်1ချက်သူတို့တွေနဲ့ တိုင်ပင်ရမယ်။နှစ်ကဩဝါဒစရိယဆရာတော်ရှိမယ်။မြို့နယ်သံဃာနိုင်ကအချင်းလောက်ဒီဩဝါဒစရိယသံဃာတော်တွေနဲ့တိုင်ပင်ရမယ်။အဲ့ဒီဇေတိတော်ကိုစတင်တည်ထားပြီးအလှူရှင်ဆိုတာရှိလိမ့်မယ်။မရှိလည်းရှိအောင်ရှာပါဗျာ။အဲအဲ့ဒီပုံကိုရှာပွေရမယ်။သူတို့လည်းအကြောင်းကြားရမယ်ဒီဇေတိကိုရွှေ့မယ်ပြတ်မယ်ဆိုရင်နော်။နောက်ပြီးတော့အဲ့ရကိုကြီးညိုမီကိုတဲ့ရက်သူရွာသားတွေရှိတယ် public တွေရှိတယ်။သူတို့ရဲ့အကြံဉာဏ်နဲ့ယူရမယ်။အဲ့ဒီလေးခုကိုပေါင်းစုံပြီးတော့ဒီဇေတိရဲ့ကောင်းကျိုးကိုဥတည်ပြီးတော့ဆရာနီးလည်းကြာကြာစာနီးလည်းရရခင်းနဲ့လည်းရှင်ပဲ့တင်လည်းထဆောင်ရွက်ရင်အနာကုလစာကံမှန် န်တာပေါ့ရှုပ်ထွေးသောလုပ်ငန်းကိုကင်းလာစီမင်္ဂလာတရားနဲ့ညီညွတ်တယ်အဲ့ဒီတိုင်းလှုပ်ဆောင်ပါလို့เนาะကျွန်တော်အကြံပြုဖြေကြပါဘုရားမေချောင်းရင်ပြပါဗျာလမ်းဘေးမှာစွန့်ပြစ်ထားသောဖျားဆင်းသူတို့တွေတွေ့ရှိပါကမိကဲ့သို့ဆောင်ရွက်ရပါမည်နီဗျာလမ်းညွန်ဖြေကြပေးတော်မူပါဘုဖုံဗျာနေကောင်းကြမှာပါစေဗျာလမ်းဘေးမှာတွေ့တဲ့ဘုရားဆင်းသူတို့တွေစွန့်ပြစ်ထားတဲ့ဒီဖျားဆင်းသူတို့တွေကိုမကောင်းတာတွေဆိုရင်တော့เนาะ ဒါအာကောင်းတာဆိုရင်လည်းပူဇော်ကြပါလိုချင်တဲ့သူတွေကိုကိုကအဲ့လိုသင့်ခံပြီးတော့နော်ဆက်သွယ်ပြီးဆောင်ရွက်ပြီးပို့ပေးပို့ပူဇော်ခြင်းတဲ့သူအာဒါလိုမှအဲ့လိုမှမဟုတ်ဘူးပူဇော်ခြင်းတဲ့သူလည်းမရှိဘူးတိတ်လည်းမကောင်းဘူးဆိုရင်တော့ကောင်းတာနော်ဒီဖရာရုပ်ထုတော်တွေဖြစ်တဲ့အတွက်ဒီလိုပဲလမ်းမေးတွေမှာပြစ်စလက်ခဲ့တော့မဆုံးပြစ်တင်ဘူးပို့ ဒီလိုဖရာယုတ်တော်အကျိုးပြတ်ဒီမကောင်းတာတွေစကြပြင်တာတွေကိုတည်တံလေးဆုထားပြီးတော့စေစီတည်တဲ့အခါသဘာနာဖြစ်ပေါ့နော်အလိုထဲလိုက်နိုင်ရင်တော့ပို့ပြီးတော့အကောင်းဆုံးပါပဲဘယ်ညာမှာစေစီတည်လဲပေါ့အစုံစမ်းပြီးတော့အဲ့ဒီဖရာအကျိုးပြတ်ဒီမကောင်းတဲ့အဲ့လိုမျိုးဖရာတွေကိုစေစီတည်တဲ့အခါမှာစေစီတည်ထဲလိုက်တာပေါ့ ဝမ်းစာလည်းထည့်လည်းရတယ်။ထပ်ပနာလည်းထည့်လည်းရတယ်ပေါ့နော်။ကောင်းတာတော့ထပ်ပနာလည်းထည့်ဖို့။ထပ်ပနာထည့်ဖို့နေရာမလုံလောက်ရင်တော့မှဝမ်းစာတယ်စေဒီအထဲမှာထည့်လိုက်။ပူဇော်လိုက်တော့ပေါ့။ဒါကတော့အကောင်းဆုံးဖြစ်ပါလေ။ဒီလိုမှစင်မပြေဘူး။စေဒီဒီထဲလည်းမထည့်ကျင်ဘူး။ထပ်ပနာလည်းမထည့်ကျင်ဘူး။ထည့်ဖို့လည်းဒါမထည့်ကျင်ဆိုရတဲ့အကြောင်းကျမညီညွတ်ဘူးဆိုရင်တော့လေ အဲဘုရားဦးရီဘုရားဦးဘုရားပြည့်တည်တဲ့မှာပဲအဲ့ဒီနေရာလေးတွေမှာတွားပြီးတော့အစဉ်ပြေတဲ့တင်းတင်းတဲ့နေရာလေးတွေမှာထားလိုက်ပေါ့နော်အဲဒီလိုလဲအစဉ်မပြေသေးပါဘူးဘုရားဆိုရင်တော့ဘုရားကျိုးအဲဒါအကျိုးပြည့်တည်ဖြစ်တဲ့အတွက်ဘုရားလည်းမဟုတ်ဘူးပေါ့နော်အဲဘုရားလို့လည်းဒါစိတ်ကြအာရုံမပြုနဲ့ပေါ့အဲအဲ့ဒီတော့ဒီအကျိုးပြည့်တည်ကိုမြည်ကြည့်ပြီးပြုတ်ပြီးတော့ ထားလိုက်တာကအများအမြင်လဲအစင်အစင်မပြေလို့လို့မဖြစ်တော့နော်မြေကြီးတဲ့ဒီတပင်းတွေရှိတယ်ဆိုတော့တပင်းတခေါင်းတွေဒီစတင်ဖြစ်ပေါ့ဒီလိုမျိုးလေးတွေထားလိုက်ပါလို့ဘုရင်ဖြေကြပေးပါရင်ဗျာဒါဆိုပို့ပြီးတော့အစင်ပြေတင့်တော်ပါတယ်အဲဘုရားအကျိုးပြတ်တွေကကြောက်စင်းတူတွေဆိုရင်ပေါ့အဲဘုရင်တို့တစ်တာစင်းတူတော်ဆိုရင် တစ်သားနဲ့ထူလာတဲ့ဘုရားရုပ်ပါတော်တွေဆိုရင်တော့နော်အဲ့လိုမျိုးတပနာလည်းထည့်လို့ရတယ်လို့အဲ့လိုဆွဆွနီးနေတယ်လည်းဆောင်ရွက်လို့ရတယ်နောက်တနည်းအားကြတော့တစ်သားနဲ့နော်တစ်သားနဲ့ထူလာတဲ့ရုပ်ပါတော်တွေကိုမီးပူဇော်လိုက်တာမီးရှို့လိုက်တာမီးရှို့ပြီးတော့ဇေဒီတနည်းအားမှာပေါ့နော်ဘုရားတို့ဇေဒီတို့မှာအဲဟာဘုရားကို ဒီကထွက်လာတဲ့အလင်းရောင်နဲ့ဖျားရှင်ကိုစီမီပြန်ပူဇော်ပါတယ်ဒီတိုင်းမီးရှို့ဖြစ်စီတဲ့ဖြစ်စီရအသေးပဲမဟုတ်ဘူးเนาะဖျားကိုစီမီဖြစ်เนาะစီမီထွန်းကြီးတဲ့ပုံစံနဲ့ဒီအကျိုးပြတ်တတာဖျားတွေကိုပူဇော်လိုက်တာစီဒီကိုပြန်ပူဇော်လိုက်တာဒါပူပြီးတက်တော့ကြောက်စင်းတွေအကျိုးတွေကြတော့အဲဒါလိုမီးရှို့လို့မရလို့ဆော့ဆော့နီးတွေဆောင်ရွက်ပေါ့เนาะ